အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ချန်ပီယံလိပွဲစဉ်9ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်တွေအဖြစ်ချယ်ဆီအသင်းနဲ့ဘာစီလိုနာအသင်းတို့ရဲ့ပွဲစဉ်မန်ချက်စတာစီးတီးယားအသင်းနဲ့ဘိုင်ယာလီဗာကူဆင်အသင်းတို့ရဲ့ပွဲစဉ်ကရှိတယ်ဆိုတော့ပထမဆုံးဒါချယ်ဆီကအင်ကွင်းမှာတစ်ဖက်ကဘာစီလိုနာအသင်းကိုလက်ခံကစားသွားမယ်ပွဲစဉ်တစ်ပွဲလည်းရှိတယ်ဆိုတော့ဒီပွဲကစိတ်ဝင်စားစရာကောင်းတယ်ဒီပြအန်ဆိုမာဒစ်ကအတွက်တော့ဒီတစ်ပတ် International Break ပွဲစဉ်နဲ့အပြီးမှာကျွန်တော်တို့ကလည်းအသင်းချင်းနဲ့ထိုက်တိုက်တွေ့နေတဲ့အနေအထားမှာရလကောင်ရအောင်ဘယ်လိုဆွမ်းဆောင်နိုင်မလဲဆိုတဲ့မေးခွန်းနဲ့အတူကျွန်တော်တို့ဒီပွဲတွေကအရေးကြီးတဲ့ ြေအနေတွေဖြစ်တယ်။ဒါပြင်ကျွန်တော်တို့ဒါဘာစီလိုနာအသင်းနဲ့ပွဲစဉ်ပြီးရင်လည်းချယ်ဆီကပရီးမီယာလိပွဲစဉ်73အနေနဲ့အာဆင်နယ်အသင်းနဲ့ရင်ဆိုင်ရမယ့်အနေအထားဖြစ်တယ်။ဆိုတော့ချယ်ဆီကဒီရာသီပေါ့လေဒါဒီဒီရာသီမှာမှကျွန်တော်တို့ချန်ပီယံလိပြန်ဝင်ကစားဝင်ရတယ်။ချန်ပီယံလိမှာ၄ပွဲကစားထားပြီးတော့မှ၂ပွဲနိုင်တယ်တပွဲတိကျပြီးတော့ပွဲရှုံးထားတယ်။ဒါပေါ့လေကျွန်တော်တို့ဒီရမခွန်းမှန်းနဲ့အစဉ်ဆက်နှစ်နေရာမှာရှိနေပြီးတော့မှကျွန်တော်တို့ဒါချန်ပီယံလိအတွင်းခုအနေနဲ့ဆိုရင်ကိုကိုထီအတွင်းယူထားနိုင်တဲ့အနေအထားဖြစ်တယ်။ချယ်ဆီရဲ့အဓိကပြဿနာကစင်တာဘက်ပြဿနာဖြစ်ပြီးတော့မှအခန်းစစ် တနည်းအားအတွက်တော့အတော်လေးအားနည်းနေတဲ့အနေထားဖြစ်တဲ့ကိုယ့်လည်း option တွေနဲ့ဆိုရင်တော့ wireless cancel as of planet တစ်ဖက်ကကျွန်တော်တို့ဘောလေခုပါမမပါလာနိုင်တဲ့အခြေအနေမှာဒီဘောလေဒီ job patrol က number 10ရောနေရာကနေဝင်ကစားသွားဖို့အခြေအနေရှိတယ်ဆိုတော့တောင်မှ option တွေနဲ့ဆိုရင်တော့ patrol နဲ့တို့တစ်ဖက်ကအဒီဘောလေဒီ ျွန်တော်တို့ S3 power ရှိမယ်တစ်ဖက်မှာဆိုရင် Jimmy Gitter နဲ့ Gana Chu ရှိမယ် Tyson နေရာကတော့ Leon Dillas ပါဝင်လာဖို့အခြေအနေရှိတယ်။ Position ရဆိုရင်တော့ Tyson ကတော့အားကောင်းနေတဲ့အနေအထားဖြစ်တယ်။ Kansei ကတော့ကျွန်တော်တို့အားမရတဲ့အခြေအနေတစ်ခုရှိတယ်။ Queen Lee ကတော့လုံလောက်တဲ့အဒီပေါ်လေးကျွန်တော်တို့ကစားသမားစုဖွဲ့မှုနဲ့တစ်ဖက်က Barcelona အသင်းကိုရင်ဆိုင်သွားဖို့အခြေအနေရှိတယ်။တစ်ဖက်က Barcelona အသင်းကလည်း Chelsea လိုပဲဒီကဒီမှာ Champions League လေးပွဲကစားထားတယ်။နှစ်ပွဲနဲ့တစ်ပွဲတည်ကြပြီးတော့တစ်ပွဲရှုံးထားတယ်။ရမခွန်းမတ်နဲ့ ကျွန်တော် Chelsea နဲ့အမှတ်တူကိုးကွာချချချမှုလို့အဆင့်ဒါကျွန်တော်17နေရာမှာရှိနေတယ်လက်ရှိ Barcelona တင်းရဲ့ခါရမ်ဖောင်ကတော့အကောင်းဆုံးအခြေအနေမှာရှိတယ်ပြီးခဲ့တဲ့ပတ်တုန်းကပိန်လာလီကာပွဲစဉ်မှာ Bilbao ကိုဖိုးနေရလနဲ့ကိုးပြအနိုင်ယူပြီးတော့မှနောက်ဆုံးပြပွဲဆို5ပွဲမှာ Barcelona ဟာ3ပွဲနိုင်တဲ့ပွဲတွေကြပြီးတပွဲရှုံးထားတယ် Barcelona Champions League အတွေ့အကြုံရင့်ကျက်တဲ့ကလပ်တစ်သင်းဖြစ်တယ်ဒါပြင်ကျွန်တော်တို့လက်ရှိအစုအဖွဲ့ရကစားသမားကောင်းတွေ ပါဝင်နေတဲ့ဒေသဖြစ်တဲ့အထူးသဖြင့်တော့ဒါကျွန်တော်တို့သင်အားထားရတဲ့တောင်ပံကစားသမားဖြစ်တဲ့လာမယာမနဲ့မတ်စကူရဲလာနဲ့ထိတိုက်တွေ့ဆုံမှုကိုကျွန်တော်တို့ကြည့်ရမယ့်အခြေအနေဖြစ်တဲ့ဒါခြေစွမ်းပြနေတဲ့ Red Phone နဲ့ Racing Chain ရဲ့ထိတိုက်တွေ့ဆုံမှုတွေ့ရမှာဖြစ်တယ်လို့ကိုယ်လည်းအနေနဲ့ဆိုရင်လည်း Aso Fernandez Boys Sky စတို့ဂျောင်းပက်ထရိုနဲ့ဒါကျွန်တော်တို့ The Fact က Barcelona ရဲ့ကိုယ်လည်းအစုဖွဲ့ပြတဲ့ဒီဂျောင်း Famal Lopez နဲ့ Casado ရဲ့အားပြိုင်မှုကိုတွေ့ရဖို့အခြေအနေရှိတယ်ဒါကျွန်တော်တို့ Chelsea ရဲ့တောင်ပန်ကစားသမားတွေကဘလောက်ထိ Barcelona အတင်းနဲ့ပွဲစဉ်မှာအခြေစွမ်းပြပြီးအလုံးလုံးနိုင်မှာလဲစောင့်ကြည့်ရမယ့်အနေအထားဖြစ်တဲ့ကျွန်တော်တို့တိုက်တွန်းဆုံမှုရကြည့်မယ်ဆိုရင်တော့ Barcelona နဲ့ Chelsea က2019နောက်ပိုင်းတွဲဆုံမှုတော့မရှိတော့ဘူးဆိုတော့တွဲဆုံမှုကပြန်ဆိုင်မှုပြင်ထန်တဲ့1နေကျွန်တော်တို့ဒါ2နေ2 2 draw ကြတာမျိုးရှိနေတဲ့အနေအထားကြောင့်မလို့ပွဲက9ရက်လက်ပြတ်သားနိုင်တဲ့အခြေအနေမရှိဘဲနဲ့တရေရက်လက်ဒါမှမဟုတ်ရင်အဲကျွန်တော်တို့1နေရလက်လောက်နဲ့ Chelsea ကအင်ကွဲမှာကျွန်တော်ယုံကြည်မှုရအောင် ဒါရေကုန်ရေကန်ပေါ့လေဒါကျွန်တော်တို့ကြိုးပမ်းသွားမယ်ပွဲစဉ်တပွဲလို့ကျွန်တော်ကယူဆတယ်ဒီဘက်မှာတော့ဒါကျွန်တော် Manchester City တင်ကအင်ကွင်းအီဒီယမ်မှာကျွန်တော်တို့ Bayer Leverkusen တင်ကိုလက်ခံကစားသွားမယ်ပွဲစဉ်ရှိတယ် City အတွက်တော့ဒီရာသီမှာ Champion League ကျွန်တော်တို့ဒါလေးပွဲကစားထားတယ်၃ပွဲနိုင်ပြီးတော့တပွဲတည်ကြထားတယ်လုံးဝ Champion League မှာရှုံးပွဲမရှိဘဲနဲ့ကျွန်တော်တို့ဒီပေါ်လေရမဆင်မနဲ့ Champion League တေဘရဲ့အဆင့်၄နေရာမှာရှိနေတယ်။ဆိုတော့ပြီးခဲ့တဲ့ပတ်ကကျွန်တော်တို့မထင်မှတ်ပဲနဲ့ပရီးမီယာလိပွဲစဉ်၁၂မှာယူကဆယ်ကိုထူးဝမ်းရလဒ်နဲ့အနဒီပေါ်လေအရင်နိုင်သွားတဲ့အတွက်ဖီယာတချို့တော့ရှင့်နေတဲ့အနေအထားဖြစ်တယ်။ဒါမှမဟုတ် anyway ပါဒါမန်ချက်စတာစီးတီးတင်းကချန်ပီယံလိမှာတော့ခြေစွမ်းကောင်းပြထားပြီးတော့မှရမှတ်ပြည့်ယူထားနိုင်တဲ့အခြေအနေဖြစ်တယ်။ဒါပေမဲ့ကျွန်တော် Etihad ကတဖက်ပြိုင်ပွဲအသင်းတွေအတွက်တော့ခက်ခဲတဲ့ကွင်းတွင်းဖြစ်တယ်လို့ကျွန်တော်ယူဆတယ်။ CD ရဲ့တိုက်စစ်ကနောက်ဆုံးပြိုင်ပွဲက၅ပွဲမှ၁၄ဂိုးထိသွင်းယူထားနိုင်တယ်လို့ဒါကျွန်တော်တို့ပေါ့လေ ဒီအသင်းရဲ့တိုက်စစ်ကစားမဖြစ်တဲ့ဂျယ်ရမီဒူကူတစ်ဖက်ကတောင်ပန်ကစားမဖြစ်ဂျယ်ရမီဒူကူတိုက်စစ်ကစားမဖြစ်တဲ့အာလန်ဟာလန်တို့ကခြေစွမ်းကောင်းပြနေတဲ့အနေအထားဖြစ်တယ်ဆိုတော့ဖိုင်ယာလီဘကူစင်အသင်းကလည်းကျွန်တော်တို့နောက်ဆုံးပြမယ်ဆို၅ပွဲမှာတိုက်စစ်က၁၄အုပ်ထိတွင်းယူထားနိုင်ပြီးတော့မှကျွန်တော်တို့အကောင်ဆုံးတိုက်စစ်အစုဖွဲ့အနေအထားရှိတယ်ဆိုတော့လက်ရှိပေါ်လေးထားကျွန်တော်တို့ဒီ Manchester City တင်းကလီဗာပူးစင်တင်းနဲ့ပွဲစဉ်မှာတော့အသင်းအဓိကကစားသမားအစုံလေးနဲ့ပွဲထွက်လာဖို့ချင်းနေရှိပြီးတော့ဂိုးသမားဖြစ်တဲ့ Donnarumma ခန်းစစ်မှာ Nuna တစ်ဖက်က John Stones အဂါဗရီယိုနဲ့နီကိုအိုရိုင်းလီပေါင်လာဖို့ချင်နေရှိလို့ဝင်းပိုဇက်ရှင်တက်တော့ဒိုကူဆာဗေညိုနဲ့ကွင်းလယ်မှာဂွန်ဆာလိုတစ်ဖက်ကဒါပေါ့လေကျွန်တော်တို့ရီဂျေတာနဲ့ဖိုရန်တို့ပါဝင်လာဖို့ရှင်နေပြီတိုက်စစ်နေရမှာတော့ကျွန်တော်အလာဟာလန်နဲ့ပွဲထုတ်လာဖို့ရှင်နေရှိတယ်ဆိုတော့မန်ချက်စတာစီးရီးသင်းကနောက်ထပ်ပေါ့လေချန်ပီယံလိမှာနိုင်ပွဲရအောင်ကြိုးပမ်းသွားမယ့်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကယူဆတယ်ဒါနယူကဆက်အတင်းနဲ့ပွဲစဉ်ကရှုံးပွဲကိုခြေဖြတ်ပြီးတော့မှအိမ်ကွင်းမှာကျွန်တော်တို့ဒါဖိုင်ယာလီဗာပူးလ်အတင်းကို အ ਨੇ ဆုံးအတွင်းကိုထူးဝမ်းလောက်နဲ့အနိုင်ယူသွားမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကယူဆပါလိမ့်ဆိုတော့ကြည့်ရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်